်မင်္ဂလာပါခင်ဗျာ ARD တိုင်းသတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးသိပညာပေးဆောင်မကဏ္ဍကနေကြိုဆိုပါရစေ။ဆောင်မရှင်ဒေါက်တာမိုးတင်နေရေးသားခဲ့တဲ့ငလျင်တဘာဝဘီကယ်ဆယ်ရေးဆိုတဲ့ဆောင်မကိုအတန်လွှင့်တင်ဆက်ပေးမှာဖြစ်ပါရစေ။သခိုင်းပြည့်၍ငလျင်ကျောမှာဖြစ်ပေါ်လာတဲ့9.9 Richter scale ရှိတဲ့အင်အားပြင်းငလျင်ကြီးကပြီးခဲ့တဲ့ Matchla 28ရက်တောက်ကြာနေ့ နေ့လယ်12:50မိနစ်ကမန္တလေးမြို့နယ်စကိုင်းမြို့အနီးကိုဗဟိုပြုတ်လောက်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်ငယ်များလည်းအချိန်ပေါင်းများစွာဆက်တိုက်လှုပ်ခတ်လျက်ရှိနေပါတယ်။အင်အားပြင်းငလင်ကြီးကြောင့်မြန်မာနိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာထားရပြီးငလင်တဘာဝဘေးစုကြီးမှထိခိုက်ပျက်စီးမှုများကိုလက်ရှိတနင်္ဂနွေနေ့အချိန်ထိကူညီကြတဲ့နေရာဆဲဖြစ်ပါတယ်။လက်ရှိတနင်္ဂနွေနေ့အချိန်ထိ ငလျင်တန်းကြောင့်မန္တလေးတိုင်းအတွင်တိတ်ဆုံးသူ1990ဦးနေပြည်တော်တွင်402ဦးရှမ်းတောင်ဒေသတွင်89ဦးစကိုင်းတိုင်းဒေသတွင်314ဦးပဲခူးတိုင်းဒေသတွင်35ဦးတိတ်ဆုံးခဲ့တယ်လို့ပြည်တွင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ဒါကြောင့်တဘာဝဘေးအနေနဲ့ကြောက်ရွံ့လာပြီးဆိုပါက ထိခိုက်သူတွေကိုအများဆုံးကယ်တင်နိုင်မဲ့စနစ်တစ်ခုရှိနေဖို့လိုအပ်နေပါတယ်။အဲဒီစနစ်မှာတဘာဝဘေးအန္တရာယ်ထိခိုက်မှုကယ်ဆယ်ရေးစီမံကိန်းများကြိုတင်ချမှတ်ထားခြင်းကယ်ဆယ်ရေးအစဉ်နဲ့စတင်နိုင်ရန်ကြိုတင်ပြင်ဆင်ထားခြင်းဆက်တိုက်ပြင်ဆင်လေ့ကျင့်ထားခြင်းတဘာဝအန္တရာယ်ဖြစ်ပေါ်စဉ်တွင်ကူညီကယ်ဆယ်ခြင်းတဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပြီးကစား ထိခိုက်ပျက်စီးမှုများအကြားအမြန်ရှာဖွေကတင်ခြင်းအသက်ကတင်နိုင်သေးတဲ့အရေးပေါ်ကာလအချိန်မှာ ပိုက်စိတ်တိုက်ရှာဖွေကယ်ဆယ်ခြင်း ပြန်လည်ထူထောင်ခြင်းဆိုတဲ့အဆင့်တွေအများစွာပါဝင်ပါတယ်အဲ့ဒီအရာတွေကိုပြည်သူအစိုးရလက်ထက်မှာတော့ကောင်းမွန်တဲ့စနစ်တွေနဲ့အတူအကောင့်ထဲပေါ်ထားနိုင်ခဲ့ပါတယ်ငလျင်ကြောင့်ချက်ချင်းကြုံတွေ့ရမယ့်အန္တရာယ်များငလျင်လှုပ်နေစဉ်အဆောက်အအုံပြိုကျခြင်း ပြိုလဲကြလာတဲ့ပစ္စည်းများ အောက်တွင်ပိတ်မိနေခြင်းတို့ကြောင့်ထိခိုက်ဒဏ်ရာရပြီးချက်ချင်းသိဆုံးနိုင်ပါတယ်။ခိုင်ကမ်းမှုအားနည်းတဲ့အဆောက်အုံတွေရှီဟောင်းအဆောက်အုံအိုးတွေငလျင်တန်တွက်ဆမှုမပါဘဲစောက်ထားတဲ့အထက်မြင့်အဆောက်အုံတွေပြိုကျပြီးလူအများသိကြည်ပျက်စီးရပါတယ်။အယိုချိုခြင်းဥကောင်းထိခိုက်ခြင်းလေးပင်သောအရာဝတ္ထုများပြိမိခြင်းခြုံထက်သောပစ္စည်းများထိုးပေါက်ဝင်ခြင်း ်အေးပြားပွန်ပဲ့ခြင်းပြက်ရှာခြင်းသွေးထွက်လွန်ခြင်းတွေဟာ အကြုံရအများဆုံးထိခိုက်ဒဏ်ရာတွေပဲဖြစ်ပါတယ်။ငလင်လှုပ်ပြီးပြီးခြင်းမြေပြိုခြင်းမီးလောင်ခြင်းရင်အန္တရာယ်ဖြစ်ခြင်းရေကြီးရေလျှံဖြစ်ခြင်းအပါအဝင် နောက်ဆက်တွဲအန္တရာယ်တွေကိုလည်းကြုံရနိုင်ပါတယ်။ပြင်းထန်ထိခိုက်ဒဏ်ရာ မီးလောင်ဒဏ်ရာ တိုက်ပျို့အမုံမွားများ ရှုမိရာမှ အသက်ရှူချက်ချင်းရင်မတော်တဆမှု အသားကြည်ခြင်းရေဓာတ်ခန်းချောက်ခြင်းအချိန်ကြာအာဟာရပြတ်တောက်ငတ်မှုခြင်းတတိလိခြင်းစတဲ့အကျမရေးပြဿနာတွေကိုလည်းအများဆုံးကြုံတွေ့ကြရမှာပဲဖြစ်ပါတယ်။ငလျင်တန်းနောက်ဆက်တွဲအကျမရေးပြဿနာများထိခိုက်ဒဏ်ရာတွေကိုအရေးပေါ်ကူတာခြင်းမရနိုင်တဲ့အခါမှာတော့အနာပိုးဝင်ခြင်းပြည်တယ်ခြင်းအနာရင်ခြင်းအနာမကျက်ခြင်းတွေ့အတွင်းပိုးပြန့်နှံ့ပြီးဆက်ဆက် ွေးစိတ်တဲ့ခြင်းတို့ကို ကြုံတွေ့လာရတတ်ပါတယ်။မိခိုင်ပိုးဝင်ရန်တိတ်လွယ်ကူတဲ့အခြေအနေကြောင့်အချင်းကြောင့်မိခိုင်ကာကွယ်စီမဖြစ်မနေထိုးထားရပါမယ်။ထိခိုက်ဒဏ်ရာတွေကိုစင်ကြယ်အောင်စေချောရပါမယ်။ဖုံစတတ်ထုစဘီလက်မြေအဆိုင်ခဲစတစ်သားစတန်စစသဖြင့်ဝင်ရောက်နေတဲ့အညစ်အကြေးများကိုဖယ်ရှားရပါမယ်။ဒဏ်ရာကို တင်ချာအိုရင်းစေးရီစက်တတင်းပြီးတဲ့ရင်စသဖြင့်တုံးပြီးတော့စေးထည့်ခြင်းပြုလုပ်ရပါမယ်။ငလျင်အပြီးမှာရေဖြန့်ဝင်မှုစနစ်ပျက်စီးသွားတတ်သလိုလျှက်စင်မီပြတ်တောက်ခြင်းသာမကဇာနရိတ်ခါမှာဖူးလုံခြင်းတွေကိုပါကြုံတွေ့ရတတ်ပါတယ်။နေစရာအိမ်ကြံတော့၍လမ်းမများမှပင် နေထိုင်အိပ်စက်ကြရပါတယ်။တန်ရှင်သောအိမ်သာအသုံးပြုနိုင်ရေးဟာလည်းစိန်ခေါ်မှုအခက်အခဲတစ်ခုဖြစ်နေရပါတယ်။ တန်ရှင်းသောတောက်ရည်ရရှိရေးကိုလည်းဦးစားပေးလှုပ်ဆောင်ရပါမယ်။ဝမ်ပြတ်ဝမ်လျှော့နဲ့ကာလာဝမ်ယောဂါတွေဖြစ်တတ်တာကြောင့်ကျန်းမာရေးအသည့်ဖြင့်ရင်ဆိုင်ကြော်ဖြတ်ရပါမယ်။လက်ရှိတင်းငွနေနေ့အချိန်ထိကယ်ဆယ်ရေးအချိန်နေ့ငလျင်ဗဟုချက်ဖြစ်တဲ့စကိုင်းမြို့မန္တလေးမြို့အပါဝင်မြို့ရွာတွေပြုတ်ပြက်ပြီးအပြက်စီးရွေများကြမှာလူများပြီးမိနေစေဖြစ်တာကြောင့် ကိုထူကိုထားစနစ်ကိုအားကိုးပြီးကယ်ဆယ်ရေးများလုပ်နေကြရပါတယ်ပြိုပြတ်သွားတဲ့မြို့တွေမှာစေဝါပစ္စည်းလုံလောက်မှု မရှိပါဘူးလူငယ်လူရွယ်အများစုဟာလည်းစစ်ကောင်စီရဲ့စစ်မှုထောင်ဥပဒေကြောင့်တိုင်းပြည်မှာ မရှိကြတော့ပါဘူးရှေ့ကနေထွက်ပြီးအားသက်သက်ရောကိုညီပေးမဲ့လူငယ်များရှားပါးနေကြကြောင်းလဲကယ်ဆယ်ရေးလုပ်ငန်းများကြန့်ကြာစေပါတယ် စေးုံစေးကမ်းများပိတ်သိမ်းဖြတ်စည်းခြင်းအကြမ်းမဖက်အာဏာဖီဆန်သူ CDN ကျမ်းမာရေးဝန်ထမ်းများကိုဖမ်းဆီးနှိပ်စက်ချင်းတွေကြောင့်လဲအရေးပေါ်အခြေအနေမှာကုသပေးနိုင်မဲ့ပညာရှင်တွေရှားပါးလျက်ရှိနေခဲ့ရပါတယ်။တရားပြိုခြင်းလမ်းပြိုခြင်းမြေပြိုခြင်းနဲ့လမ်းပတ်ဆက်သွယ်ရေးပျက်စီးခြင်းတို့ကြောင့်ငလျင်ပြင်းထန်နေတာတွေကိုလှင့်မြန်စွာတွားဟောက်ကူညီနိုင်မှုရမှာခက်ခဲနေပါတယ်။ နိုင်ငံတကာမှဝင်ရောက်လာသော အကူအညီတွေကိုလည်းစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ရင်သာအဓိကခေါ်ယူအသုံးပြုနေခြင်းကြောင့်အရက်သားပြည်သူများမှာတင်းငွန်းနေနေညနေအထိတိုင်အကူအညီမဲ့ဖြစ်နေခဲ့ရပါတယ်။တိုက်ပြိုခြင်းအသက်ရှင်လျက်ပြည်မိပိတ်ဆို့နေသောနေရာများစွာကျန်ရှိနေပါသေးတယ်။လူအားနဲ့ကယ်ဆယ်လို့မရတာကြောင့်တိုက်ပြိုနေတဲ့နေရာတွေကိုဝင်ကြီးဆက်တွေတုံးပြီးဖယ်ရှားရှင်းလင်းဖို့ကဲတင်မှုလိုအပ်လျက်ရှိနေပါတယ်။ ရင်းနဲ့အစားတောက်ပြက်လက်ချင်းကြောင့်၃ရက်ကျော်လာခဲ့လျင်အသက်ရှင်လျက်ကေတနိုင်မှုရာရာဂိန်နှုန်းနည်းပါလာမယ်ဆိုတာကိုအားလုံးသတိချက်ထားစေချင်ပါတယ်။အများပြည်သူတို့အကြံပေးချက်များစစ်ဘေးကြောင့်စေဝါပစ္စည်းရှားပါးနေချိန်မှာတဘာဝဘေးအန္တရာယ်အတွက်စေးပစ္စည်းလုံလောက်မှုရှိမှာမဟုတ်ပါဘူး။ငလျင်တန်တဲ့ဒေသများကို စေဝါပစ္စည်းတွေလှူဒါန်းကြဖို့အကြံပြုပါတယ်။ ကုညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကငလျင်အပြုတ်ပြများကြကနေပြီးမိနေသူတွေကိုအ мян ဆုံးခဲ့တဲ့နိုင်မှုအားထုတ်ရမှာမိမိကိုယ်တိုင်လည်းအနေဖြစ်နိုင်တဲ့အခြေအနေမျိုးကိုရှောင်ရှားကြဖို့တိုက်တွန်းပါတယ်။ပူပြင်းတဲ့နေရာဒီမှာရေနဲ့တစားများမှီဝဲကြဖို့လည်းတတိပေးပါရစေ။ ရေနဲ့အစာတောက်တန်ရှင်းစေရန်နောက်ဆက်လိုပြဿနာမဖြစ်စေကြစေဖို့အတွက်ကိုလည်းကျန်းမာရေးကိုအလေးပေးပြီးချက်ပြုတ်နိုင်ကြစေဖို့အစာအာဟာရကင်တွယ်ချက်ပြုတ်နေကြသူတွေကိုလေးလေးစားစားအကြံပြုပါရစေ။စေကူတာပေးနေသူတွေအနေနဲ့လည်း trias နှစ်ဖြင့်လ una အဆင့်လိုက်ခွဲခြားပြီးမြားပြားလှတဲ့လ una တွေကိုပုံမိုစနစ်တကျကယ်နိုင်ဖို့တိုက်တွန်းလိုပါတယ်။စေုံစေကန်တွေကလည်းလုံလောက်ချင်းမရှိနိုင်တာကြောင့်လ una နားစက်ရက် စုရက်များယာယီစေးုံများကိုလည်းလူမှုကူညီရေးအဖွဲ့တွေနဲ့အကူအညီနဲ့ဖန်တီးနိုင်ကြပါစေကြောင်းအကြံပြုပါရစေ။မမျော်လင့်ပဲတဘာဝဘေးအန္တရာယ်ဆိုကြောင်းအသက်ဆုံးရှုံးခဲ့ရသူအများသူငါပြည်သူတွေရဲ့ရုပ်ဦးလောင်းတွေမိသူကျုံနိုင်ရေးမြေကြရေးနိုင်ရေးကိစ္စများကိုလည်းချန်လက်ထားလို့မရတာကြောင့်တအားတည်းအချင်းချင်းကူညီကြရမှာပဲဖြစ်ပါတယ်။ဘေးအန္တရာယ်မှာ ရှင်တန်ကြံရိတ်ခဲ့သူများမိသားစုဝင် ဆုံးရှုံးထားသူများစီးပွားအိုးအိမ်ပျက်စီးထားကြသူများအားလုံးမှာစိတ်ဒဏ်ရာကိုယ်စီရှိနေကြကြောင့်ရှေ့ဆက်အသက်ရှင်ကြဖို့အချင်းချင်းဖေးမကူညီနိုင်ကြပါစေမေတ္တာထားဆက်ဆံနိုင်ကြပါစေအဖြစ်ဆိုးမှကြော်လွှားပြီးအမြန်ဆုံးပြန်လည်ထူထောင်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်စိတ်ပိုင်းဆိုင်ရာကုသမှုများနဲ့အခြားကုသမှုများအတွက်အွန်လိုင်းအခမဲ့စေကူကံတယ်လီဂျမ်မှာမှာပြသကူညီတောင်းနိုင်ပြီး Ministry of Humanitarian Affairs and Disaster Management National Unity Government ရဲ့ထုတ်ပြန်အတည်ပြုချက်တွေကိုလည်းအချိန်နဲ့တပြေးညီဖတ်ရှုကြဖို့တိုက်တွန်းပါတယ်။အားလုံးကျမ်းမာချမ်းသာကြပါစေ။ကျမ်းမာရေးအသိပညာပေးခန္ဓာပရိပခကာလာအတွင်းရှင်သန်နေထိုင်ခြင်းငှက်လျင်တဘာဝဘေးအန်နေရဲ့ကယ်ဆယ်ရေးကျမ်းမာရေးအသိပညာပေးဆောင်မှာ ARD Times ဆက်အနာသိမှုကြောင့်မြန်မာနိုင်ငံတိုင်းဖြစ်ပေါ်နေတဲ့ပရိပခကာလာများအတွင်း ပြည်သူများကျမ်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ပြိပခကာလာတွင်ရှင်သန်နေထိုင်ခြင်းကျမ်းမာရေးအသိပညာပေးအစီအစဉ်ကို ARI Time စတင်လာအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကာကျမ်းမာရေးအသိပညာများရောက်နိုင်ကြောင်းတရင်ကောင်းပါအပ်ပါရခင်ဗျာ